မလမ်းနေပြက်စီးသွားတယ်ပြက်စီးတာဝါတွေပြန်ပြင်ရတာဒီကွာလောရံရတော့ရမဲတာမဟုတ်ဘူးပုံတာနဲ့မဟုတ်ဘူးတက်ဆက်ကုံရတာဆိုရနိုင်ဘတ်ဂျက်တွေ300ရတယ်ဆိုရမိုးခါတော့လည်းဆိုရပတ်စံတွေ300ရတာဆိုရပတ်စံတွေတောက်တောက်လေးပြီးသူတွေဝိုင်းလှူလေးချမ်းသာတဲ့ဝိုင်းလှူလေး300တာပတ်ဆက်ပတ်ပတ်ဆက်တော့အဲ့တလုံးမရေးစောက်ကြည့်ကြပါဦးကျွန်တော်တို့နိုင်ငံအရေးမှာမလွတ်ပဲဝင်ရောက်ဆွဲဖက်နေတဲ့လက်နက်ကင်စစ်တပ်မရှိဖို့လိုပါတယ်ဒါကြောင့်လေဒီမြို့သားညီညွတ်အစိုးရအပါအဝင် ERO ဟိုဒီတိုင်းသားကောင်းဆောင်ကြီးများကတညညတညထဲ ဆန္ဒပြုထားတာရှိတယ်။ဒါပါလဲစစ်တပ်နိုင်ငံရေးမှထွက်ခွာရေးဆိုတဲ့ရေးဆိုမှုဖြစ်ပါတယ်။ ိုင်းချရမြဝဗီတူညူကိုမော်ရမာများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် April လ2ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ပေါ့နော်နေ့နေ့ညမှာတော့ဆွမ်းရရှိထားတဲ့တော်လန်တရင်းနေနိုင်ငံလင်းဘေးနဲ့ပတ်သက်ပြီးတော့မှကြားသိရတဲ့တရင်းထူးတွေကိုတင်ဆက်ပေးတော့မှာမလို့ကျွန်တော်လည်းဒီဗီဒီယိုကိုအစအဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမှာကြည့်ခင်မှာအယုံဆုံးနေတဲ့တရင်းတူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးတိုင်းမိထီလာတက်နယ်မှာငလျင်ကျောက်စစ်တပ်ဘက်က20ကျော်တေဆုံခဲ့ပြီးတော့မှအမတ်တပ်မတော်အကြီးစားစေအောင်မှာဆိုလဲတေဆုံမှုများပြားတဲ့ဆိုတဲ့သတင်းကောင်းတွေပဲဖြစ်ပါတယ်။လေးတရှိတက်အရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေတေဆုံမှုရှိတယ်။အရေးအတွက်တော့အတိအကျမသိရသေးဘူးတေဆုံမှုကတော့ရှိပါတယ်။အစီဝေးခမဆောင်တွေပြိုကျကုန်တာတာကာစာတင်မှာလည်းတေဆုံမှုတွေရှိပါတယ်။ဒါပေမဲ့သတင်းကဖုံးထားတာဆိုတော့အတိအကျဘလောက်ဆိုတာမျိုးမသိရဘူး။ပျက်စီးတွေလည်းများတယ်တေဆုံမှုလည်းရှိတယ်ဆိုပြီးတော့မှ တတ်တိုင်းဝင်းကနေပြီးတော့ပြောဆိုထားတာပဲဖြစ်တယ်ဆိုတော့စစ်ကောင်စီတဖို့ဝင်ရတော့ပေါ့နော်အခုဆိုရင်နေပြီးတော့မဘဲတင်ကိုတော်တော်လေးကိုတည်ချွတ်မှုတွေများနေတာပြီးတော့မှ channel နေရာတွေမှာဆွန်လဲပေါ့နော်ကလေးမေးတန်ကြောင့်အခုဆိုရင်သူတို့နေနဲ့မျောစာဖြစ်သွားတယ်လို့ချိုးချတရတာဖြစ်ပါတယ်ပြီးသူတွေပေါ်မှာသူတို့နေနဲ့ပေါ့နော်ရေးဆက်ဆက်နဲ့တပြက်ခဲတဲ့သူတို့ရဲ့ဒီပြမှုတွေဟာဆိုရင် ပြန်ပြတော့ဝက်လဲသွားတာပြီးတော့မှခုဆိုရင်တော်လိုင်းရေးရဲ့ပေါ်တွေနဲ့ပေါ့နော်ပြီးသူတရလုံးရဲ့ဂျိန်စာဆိုးတယ်ဆိုတာတော့ကျွန်တော်ပြောလို့ရနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာတရုတ်ချစ်ချင်းရဲ့တင်းရဲကူညီရေးရင်နှန်းကိုကြိုတင်တရင်ပြေပို့ထားခြင်းမရှိ၍စစ်တပ်ကပြစ်ခတ်တားဆီးခဲ့တယ်ဆိုပြီးမှစစ်ကောင်စီပြောခွင့်ရချမ်းဖက်ဇော်မဲလုံးကနေပြီးမှဝန်ခံပြောကြားလိုက်တာပဲဖြစ်ပါတယ်။အခုဖြစ်ပေါ်ခဲ့တဲ့ဖွဲ့နယ်ပတ်သက်ပြီးတော့မှာမြန်မာနိုင်ငံကိုရောတက်ဆိုင်ရာစစ်တမ်းရုံးကိုရောအကြောင်းကြားထားခြင်းမရှိဘူးဆိုတော့ပထမဆုံးသိရပါတယ်။ဖြစ်စဉ်အနေနဲ့ကတော့ဖြစ်တဲ့နေရာကတော့နောင်ချုံမြို့နယ်အုံမတိရွာနီးမှာဖြစ်ခဲ့တာဖြစ်တယ်။ အဲ့ဒီနေရာမှာလည်းတမတော်နဲ့ TNL တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေတာကိုကျွန်တော်အားလုံးသတင်းများသိရှိနိုင်ပါတယ်။ဖြစ်စဉ်မှာ April 3ရက်နေ့ည9:00နာရီခွဲလောက်မှာနောင်ချိုဘက်ကနေပြီးတော့မှရန်နံ6စီလောက်ပါတယ်လို့ပြောပါတယ်။ Omri Yuana မှာကျွန်တော်တို့တမတော်လုံချွဲဖွဲ့ရှိပါတယ်။တမတော်လုံချွဲဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်။တားဆီးလို့မရတဲ့အခါမှာမိသား100กว่าလောက်ကနေပြီးတော့မှမိထိုးပြီးတော့တားဆီးတယ်။မိသား100လောက်กว่าမှာတော့မိုးပေါ်ထောင်ပြီးတော့မှတန်းနဲ့၃ချက်ပြဖောက်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်။ဒါပေမဲ့ ောင်ချိုဘက်ကိုပြန်သွားတယ်လို့ချန်ပီယံတီးရတယ်ကားတွေကမြန်မာနိုင်ငံနံပါတ်တွေရဲ့ကားတွေပဲဖြစ်ပါတယ်ဆိုပြီးတော့မှအချမ်းဖက်ဇော်မဲလုံးကနေမြန်မာဝင်ခါပြောကြားထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ဗောနော်အခုဆိုကယ်ဆယ်လာလို့တဲ့ဖွဲ့တွေကိုသူတို့အနေနဲ့ဘယ်လိုမျိုးပြစ်ခတ်မှုတွေလုပ်နေတာပဲပြောမှာဘောမတွေပြောပြောသလိုကျွန်တော်တော်လိုင်းရဲဘော်တွေကနေမြန်မာဗောနော်ဒီလိုမျိုးစစ်ကောင်စီရဲ့အချမ်းဖက်ရင်နှံတွေကြားဖြတ်တက်ခတ်နေတယ်ဆိုတာမျိုးတွေကလုံးဝမဟုတ်ဘူးဆိုတာအလုံးတည်ထားတာပဲဖြစ်ပါတယ်။ကက်ဆေးရင်နှံတွေတော့မှသူတို့အနေနဲ့ကြားဖြတ်တက်ခတ်တယ်လို့လုပ်တယ်ဆိုတာတော့တော်တော်လေးကိုယူမအောင်တန်းကြတယ်ပေါ့နော်။ လူအဖွဲ့အစည်းလူငနွားတွေဆိုတာကျွန်တော်ခုဆိုသွင်းနေရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတော်သူဖို့အနေနဲ့ကတော့မြန်မာနိုင်ငံအလဲပိုင်းမှာငလင်လိုခမှုကြောင့်ပြည်သူအများလက်ရှိပူဆွေးနေရမှုအတွက်အချင်းချင်းအပိနေတဲ့ဖို့ April 17ရက်နေ့ကနေ April 20ရက်နေ့ထိနိုင်ငံလုံးဆိုင်ရာပြည်သူဝန်ရဲ့ခြေကွက်မှုနဲ့နေ့တင်အပိမှုရက်သက်ဘက်ဖြစ်တက်မှတ်လိုက်တယ်ဆိုပြမအန်ယူဂျီဘက်ကနေပြမထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။နိုင်ငံလုံးဆိုင်ရာပြည်သူဝန်ထဲခြေကွက်မှုနဲ့နှစ်သိမ့်အားပေးမှုရက်သက်သက်တာကာလအတွင်းပြည်တွင်းပြည်ပနှင့်ပြည်သူတွေနဲ့ပြည်သူမှပြည်သူတို့ မြင့်တဲ့အားပေးခြင်းတွေကိုတဝူးချင်းအနေနဲ့ဖြစ်စေအစုဖွဲ့တွေနဲ့ဖြစ်စေကုသိုလ်ကောင်းမှုစုတောင်းမှုငလင်တန်းခံပြည်သူတွေကိုစာနာရိုင်းပင်းကြောင့်ပြသတဲ့လှုပ်ဆောင်မှုတုံးချက်ဆောင်ရွက်ကြဖို့ NUG ရဲ့အစိုးရနဲ့ပြည်မှာတက်သွန်းနှိုးဆော်ထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘက်ကနေပြည်မှာပေါ့နော်အခုဆိုရင်လူသားချင်းစာနာမှုနဲ့ပြည်သူချင်းချင်းပြန်ပြည်မှာဖေးမရမယ့်ချိန်ဖြစ်ပြည်မှာအခုဆိုရင်မြေပြင်မှာလည်းပေါ့နော်ကိုတန်းနိုင်ဘက်ကနေပူပေါင်းပေါင်းချဖို့လိုနေတာပဲဖြစ်ပါတယ်ကျတို့မေးတန်တင်ပြီသူတွေကတော့အခုချိန်ထိနလမထူနိုင်တေးပဲနဲ့ပေါ့နော်ကိုရင်ကိုရကိုရမိသားစုဝင်တွေ နင်ကလေးမေးတာမှာအစ်စ်ပါသွားတာလည်းကျွန်တော်ကြတိရတာမလို့လုံအောင်ကိုစိတ်မကောင်းစရာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် NUG ဘက်ကနေပြန်မှတ်မှတ်ထားရပါတော့နော်ယသပတကာလအတွင်းမှာကျွန်တော်နဲ့တုံးနဲ့တူဖေးမကွန်ကြီးတင်နေဆိုတဲ့အကြောင်းကိုဒီနေရာကနေပြောလို့ပါတယ်။ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့အခုဆင်မြောင်းလိုက်လို့စစ်တပ်ရဲ့ပေါ့နော်ဒီလိုမျိုးဆရာနာရှင်စနစ်ကြောင့်ပြီးသူတွေကလီမေဒန်တင်ပြီးတော့မှမြပြတည်ဆုံးခဲ့တယ်ဆိုတဲ့အကြောင်းကိုဘူဂျီနီမျိုးစင်ကနေပြီးတော့မှပြောကြားထားတာပဲဖြစ်ပါတယ်။ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်။ဟဲ့စစ်အကျန်းဖက် ဆေဥစုအာနာရှင်ဥစုကတော့ပြည်သူတွေဘလောက်တည်တည်ဘသူတည်တည်ငတိမာရင်ပြီးရောသူတို့ကိုကျိုးစီပွားတက်တာသူတို့ကြည်ကြတဲ့တရားဝင်မှုလို့အခုအားလုံးကြားသိမြင်တွေ့နေရတဲ့အတိုင်းကဲဆေကွန်ကြီးအဖွဲ့တွေကိုငရင်လှုပ်တဲ့နေရာဘေးတင်တဲ့နေရာတွေကိုဝင်ခွင့်ကန့်သတ်တာတွေနော်ဟိုဟိုဒီသူတို့နဲ့ပလဲနံပါတ်တင်တဲ့လူလောက်ပဲသူတို့ပေးဝင်တာတွေလှုပ်တာပြရပါလိမ့်မယ်ပြီးရင်ညနေဘက်ညဘက်အမောင်ဘက်ဆိုရင်ပြူစောထီးတို့စခွေးအုပ်စုတွေကသူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့ လင်းတဲ့နေရာတွေကိုဖောက်တာခိုးတာတွေလုပ်နေတာတွေကြားသိနေရပါတယ်။ပြီးတော့လဲတော်မီလောင်တောကြောင်လက်ကမောင်းခတ်ဖြစ်တဲ့ဖြစ်စဉ်တိုင်းမန္တလေးနဲ့သခိုင်းကပြည်သူတွေညဖက်အမတန်မှစိုးရင်ထင်းလင်းစွာနေနေရတာကိုလဲကျွန်တော်တို့အနေနဲ့စိတ်မကောင်းဖြစ်ရပါတယ်။အဲကျွန်တော်တို့အနေနဲ့တဆွမ်းတလောက်မိမိနဲ့လလန်းမီယာနေရာမှာကုညီကယ်ဆယ်အလုပ်တွေကိုဆောင်ရွက်နေပါတယ်ခင်ဗျ။အခုဒါဆိုင်ကြီးတွေကျွန်တော်တော့ပို့ဖို့တင်နေကြတာဖြစ်တယ်။ကျွန်တော်တို့နိုင်တလောက်ပြည်သူပြည်သူကုညီဆောက်ရှောက်ရေးကိုတိုးတိုးဝဲဝဲကြည်ကြည်လင်းလင်းနဲ့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ါဒါတောင်ဝင်တည်တဲ့နိုင်ငံသားတွေအနေနဲ့လူသားတွေအနေနဲ့လူသားချင်းစာနာချင်းရှိတဲ့လူသားတွေအနေနဲ့နိုင်ငံကိုချစ်တဲ့နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့နိုင်တဲ့လောက်လုပ်တွေလုပ်နေကြမှာဖြစ်ပါတယ်အဲ့တော့ဒီချင်းကအရေးကြီးတဲ့ကာလမို့လို့တူတူပေါ်ပေါ်ပဲကျွန်တော်တို့ဆောင်ရွက်ကြပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တွေရဲ့ပြည်သူ့မှပြည်သူ့ပြန်လဲကူညီထူထောင်တဲ့အစီအစဉ်ကိုနှောက်ယှက်ဖြစ်စီမဲ့ဖက်စစ်တို့ရဲ့ဘေးအန္တရာယ်ကနေလည်းကျွန်တော်တို့သတိပြုရမှာဖြစ်လို့ဖြစ်ပါတယ်အဲ့တော့ပြည်သူပြည်သားအလုံးအခုဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ထိခိုက်ဆုံးရှုံးတေကြီးပျက်စီးမှုတွေဟာ အဓိကဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြောက်ဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူအစိုးရမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာဒီငလင်ဘေးကြီးကျင်းတည်ရောက်လာမှာမို့လို့ပညာရှင်တွေကတွက်ချက်သုံးသပ်ပြီးသားမို့လို့စနစ်တကျပြင်ဆင်စုဖွဲ့စုဆောင်ငွေကြေးအရန်နောက်လေ့ကျင့်ဒရီတွေလို့အားလုံးပြင်ဆင်ထားပြီးတော့ဆောင်ဆိုင်နေရမယ့်အစားဖက်စစ်အကြမ်းဖက်လူယုံမာတွေကအာဏာသိမ်းပြီးနောက်တို့ထင်းတို့လုတ်ခဲ့ဖြုံးခဲ့ကြပြီးဘာမှပြင်ဆင်မှုမရှိခဲ့လို့အခုပြည်သူတွေအမြောက်များတည်တည် ဒင်ရကြတာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့နောက်မျိုးအဆက်ဆက်အခုလို့စိုးဝါလာတဲ့တဘာဘေးကြီးရဲ့ဒီချိခိုက်မှုတွေကနေမဖြစ်အောင်ကျွန်တော်တို့နိုင်ငံရေးစနစ်ကောင်းဖို့လိုပါတယ်နိုင်ငံရေးစနစ်ကောင်းဖို့ဆိုရင်ကျွန်တော်တို့နိုင်ငံအရေးမှာမလွတ်ပဲဝင်ရောက်ဆွဲဖက်နေတဲ့လက်နက်ကင်စစ်တပ်မရှိဖို့လိုပါတယ်ဒါကြောင့်လဲဒီမြို့သားညီညွတ်ဆွေရအပါဝင် ERO ဟိုဒီတိုင်းသားကောင်းဆောင်ကြီးများကတညတညတညထဲဆန္ဒပြုထားတာရှိတယ် ဒါပါလဲစစ်တပ်နိုင်ငံရေးမှထွက်ခွာရေးဆိုတဲ့အရေးဆိုမှုဖြစ်ပါတယ်အဲ့တော့စစ်တပ်နိုင်ငံရေးမှထွက်ခွာရေးဆိုတာသကလုံးလှလှနဲ့ရင်ကြီးကြီးပြောတာပါတကယ်တော့စစ်တခိုးတွေစစ်တပ်ကိုဂူလုံးလုပ်ပြီးတော့တိုက်မိဘာနာကိုခိုးနေတဲ့စစ်တပ်ကိုလို့ကိုပြန်လို့ပါလို့ပြောတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေစစ်သားကစစ်သားလို့လို့ဆရာဝန်ကဆရာဝန်လို့လို့နော်ចောင်းသားကចောင်းသားလို့လို့နိုင်ငံရေးသမားနိုင်ငံရေးလို့လို့လို့ចောင်းဆရာကចောင်းဆရာလို့လို့ကိုလို့ကိုလို့ကြတဲ့ခစ်ကိုရောက်မှကျွန်တော်တိုင်းပြည်ငင်းငင်းမှာဖြစ်ပါတယ်ဒီမှာဘူဂျင်းနေမျိုးစင်ပြောထားသလိုပဲပေါ့နော် မြောက်လည်းတို့စုကနေပြတော့မှခုဆိုရင်ကိုညိကဲဆဲလုံးမဲ့ဖို့တွေတော့မှသူတို့နေနဲ့စစ်စစ်ရွေးချယ်ပြတော့မှတချို့လည်းကန်တန်ပြတော့မှတွားခုမပေးတာတွေလို့ဆောင်နေတယ်ဆိုပြတော့မှကျွန်တော်တို့ကြားသိရတာဖြစ်တယ်အဓိကနေလည်းတော့စကိုင်းဘက်ကိုပါနော်သူတို့နေနဲ့ PDF တွေရဲ့ရောင်းကိုကြောက်တယ်ဆိုပြတော့မှစင်ချင်တွေပေးပြတော့မှခုဆိုရင်ကျွန်တော်တို့ဒီအတက်ဆုံဆုံသွားတဲ့ပြီသူတွေရဆိုလဲဒုနဲ့ data ကိုရှိနေတာပဲဖြစ်ပါတယ်ဒါကမြောက်လည်းတို့အဆွေရပါနော်အနိုင်ကျင့်ဘူးချက်မှုနဲ့သူတို့ရဲ့ခွက်ခေါက်တောင်းဆမှုတွေကြောင့် ကျွန်တော်ပြည်သူတွေခုလိုမျိုးဒုက္ခကြုံတွေ့နေရတာဖြစ်ပေါ်မှာပြည်သူကနေပြည်သူသင့်အခုဆိုရင်ကုညီကယ်ဆယ်တွေလှုပ်ဆောင်နေရတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ကျွန်တော်ရှင်းရှင်းပြောမယ်ဆိုတော့ပေါ့နော်ကုညီကယ်ဆယ်အဖွဲ့တွေတောင်မှဂျာဖြတ်တိုက်ခိုက်တွေလှုပ်ဆောင်နေအဖွဲ့တွေဖြစ်ပြီးတော့နိုင်ငံတကာကနေပြည်သူမှလည်းသိရှိပြီးတော့မှခုဆိုရင်မြောက်လိုင်းရဲ့သူရဲ့ဆေးရဆုမှုပေါင်းများစွာကိုအချင်းချင်းပြည်သူမှပေါ့နော်မကြခင်မှာတော့သူတို့ပေါင်းပါသစုကိုအပြည့်ပေးယူနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြရတော့မယ့်အချိန်ပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လိုက်အာနာသိမ့်ပြီးကြတဲ့အခါကျွန်တော်ပြည်သူတွေကကြေးလေးပါကြုံတွေ့ရတာဘယ်သူကအတော်ဝင်ရှိဆုံးလဲဆိုတာကိုပြောချလိုက်တဲ့ဦးသိမ့်မြတ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဦးသိမ့်မြတ်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်မြမအစင်လားရှေးရိုးအယူဆနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အုတ်ချုပ်တဲ့သူကအကျင့်သီးလားမကောင်းလို့သူရောက်မှအုတ်ချုပ်လို့မင်းဆိုမင်းညစ်အုတ်ချုပ်လို့အခုလို့၄နှစ်အတွင်းမှာကပ်ဘေးကြီး၄ခုစိုက်တာလို့ဆိုရပါလိမ့်မယ်ဒါဟာမြန်မာနိုင်ငံမှာလူအများယုံကြည်လက်ရှိတဲ့ယူဆတစ်ခုမို့လို့ကျွန်တော်ကထောက်ပြတာပါ ဒါပေမဲ့ဒါဟာနည်းနည်းတော့ယူတီးရရောက်ပါတယ်ရှေးကိုဆွဲရရောက်တယ်လို့မြင်ပါတယ်ကဲဟုတ်ပါပြီဒါဟာရှေးယူဆွဲလွန်းတယ်လို့သတ်မှတ်ပြီးတော့ကျွန်တော်တို့အဲ့ဒီအယူဆကိုခဏဘေးဖယ်ထားအောင်ပါကိုဗစ်ဖြစ်တာရေကြီးတာငလျင်လှုပ်တာဟာလူကတားဆီးဖို့ခက်ခဲတဲ့အရာတွေဖြစ်ပါတယ်ဒါတော့မှလုံးဝတားဆီးလို့မရဘူးလို့အကျွတ်မဲ့ပြောလို့ရတာဟာအဲ့ထဲမှာငလျင်တစ်ခုပဲရှိပါတယ်ကိုဗစ်ကိုလည်းစေတနာရှိလို့ရှိရင်အမျော်အမြင်လည်းရှိမယ်ဆိုလို့ရှိရင်တားသင့်တဲ့လောက်တားလို့ရနိုင်ပါတယ် ကာကွယ်လို့ရတာတွေကြိုတင်ပြီးတော့ပြင်ဆင်လို့ရတာတွေရှိပါတယ်။အခုတော့ကာကွယ်ရမယ့်အချိန်ပြင်ဆင်ရမယ့်အချိန်မှာလောဘဇောတက်ပြီးတော့အာနာကောက်သိမ့်လိုက်ပါတယ်။ပြည်သူမြန်တာကိုမကြည့်ဘဲနဲ့သူတို့တစုလေးရဲ့အကျိုးစီးပွားကိုသာကြည့်တဲ့အတွက်အာနာငန်းဖန်းတဲ့အတွက်ကြောင့်ပြည်သူတွေမတည်တင်မဲ့နဲ့အမြောက်အများတည်ခဲ့ကြရပါတယ်။ရည်ကြီးတာကလည်းဆယ်တွေကိုစီးမဲ့ကမ်းမဲ့ဆောက်တာတွေတစ်ပင်တွေကိုခရိုနီလက်အပ်ပြီးတော့စီးမဲ့ကမ်းမဲ့ခုတ်တာတွေထုတ်လုပ်တာတွေနဲ့အများကြီးတက်ဆိုင်ပါတယ်။ဘူချစ်ဆွေတို့ S2 ဗိုတင်ဦးမိသားစုတို့အစရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေကတစ်ပင်တွေကိုပြောင်းအောင် ခုတ်ပြီးတော့ကိုကျိုးအတွက် ရောင်းစားခဲ့ကြတာတွေကိုအားလုံးသိကြပါတယ်။တခြားစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ခရိုနီတွေလည်းပါဝင်ကြပါတယ်။အဲ့ဒါလိုရောင်းစားကြတာတွေတိုင်းပြည်ရဲ့တန်ဆန်သားကိုခိုးခုတ်ကြတာတွေနဲ့ဓာတ်ရိုက်ပတ်သက်ပါတယ်။ငလျင်ဖြစ်တာကတော့ဂျိုတင်တားဆီးလို့မရပါဘူး။ကျိုးတင်တားဆီးလို့မရတဲ့အရာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့အပြစ်မဟုတ်ဘူးလို့ပြောမယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်။ဒါပေမဲ့ ဖြစ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲတွေကိုကြည့်လို့ရှိရင်တော့စစ်အာဏာရှင်စနစ်ရဲ့စနစ်ဆိုးကြီးတံကိုပြည်သူတွေရေကျိုးတော့အောင်ခံခဲ့ကြရတယ်ဆိုတာကိုတွေ့ရပါတယ်။နိုင်ငံသားကနေပြီးတော့တိုက်လေရင်လေစစ်သည်မော်တွေဝယ်ယူတဲ့စစ်အစိုးရအဆက်ဆက်တိုက်ပြည်ရဲ့တင်ဟန်စာတဖြစ်တဲ့ကြောက်မြရတာတွေတစ်တေငားရဲ့ပစွန်တွေကိုစီးမဲ့ကမ်းမဲ့သူတို့ဆွေသူတို့မျိုးတွေကြီးပဲစားတော့အမျက်ထုတ်ကြတဲ့စစ်အာဏာရှင်တွေဟာဒီလိုကပ်ဘေးဖြစ်လို့ရှိရင်ကယ်ဆယ်ဖို့ပစ္စည်းတွေကိုကြတော့ ဘာမှဝယ်ယူထားတာပြင်ဆင်ထားတာမရှိခဲ့ပါဘူးဟုတ်တယ်နော်ရှိရအပူချိန်နဲ့တိုက်တာပြီးတော့လူရှာတဲ့ကိရိယာမျိုးကိုတောင်းမှာဆက်အာနာရှင်တွေကပြင်ဆင်ထားတာဝယ်ယူထားတာမရှိပါဘူးအခုငလျင်ဖြစ်ပြီးတော့တိုက်တွေတာတွေပြိုကျတော့အဲ့ဓာတွေကိုရှင်းလင်းဖယ်ရှားဖို့ရန်နေရာကြီးတွေလည်းမရှိပါဘူးကယ်ဆယ်ရေးသမားတွေဟာဖက်နတ်တို့အုတ်ထုတ်တို့လက်အိတ်တို့ကအစမပြည့်စုံကြပဲနဲ့အရသာကယ်ဆယ်ရေးသမားတွေဆိုလို့ရှိရင်လက်ဗလာနဲ့လက်တွေအပေါက်ခံပြီးတော့ကျတော့ကယ်ဆယ်ရေးလောက်ကြတာကိုတွေ့ရပါတယ် အဲ့ဒါလိုကယ်ဆယ်ရေးသမားတွေမပြည့်မစုံတဲ့အခြေအနေကိုလည်းစစ်ကောင်စီကဖနက်အုပ်ထုပ်လက်အိတ်နဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုထောက်ပံ့ပေးရတာမျိုးမတွေ့ရပါဘူး။ဘုံရုပ်ဇော်မင်းထုံးကနေပြီးတော့နိုင်ငံတကာကိုထက်ဆက်ပြီးတော့လှူဒန်းကြဖို့တောက်ခံနေတာကိုသာတွေ့ရပါတယ်။ခွက်ခောက်တဲ့အလို့ကိုတော့ဘိုးချုပ်မင်းအောင်လိုင်ကိုယ်တိုင်လည်းနိုင်ငံတကာကိုဖုံးလိုက်ဆက်ပြီးတော့ခွက်ခောက်ပါတယ်။ဟုတ်တယ်မြတ်ပြောတော့ရရအောင်ပါတယ်နော်။မြန်မာလူအုပ်စုအရပီသူတို့ကိုကူညီဖို့နေတာသူတို့ စေတုံးစေးတော်လော်ဒက်ဆလင်းတဲ့ပစ္စည်းတွေကိုကျတော့ဘတ်ဂျက်ရှိတာဖြစ်ပြမှာဟုတ်ဆိုရင်ကျတို့ပြည်သူတွေကိုကိုကြီးထောက်ထားမှုမရှိဘဲနဲ့ပေါ့နော်စတိုက်ပုံချက်တက်ပြနေတာကိုကျတို့အခုချိန်ထိတွေးနေတာပဲဖြစ်ပါတယ်ဒါကိုဘောမလော်ဘီတိုက်ကနေပြမှာမြောက်လိုက်တော့ဆိုနေတဲ့အဲ့လိုမျိုးလှုပ်ဆောင်ခဲ့ခြင်းမရှိဘဲနဲ့ပြည်သူတွေပေါ်မှာစေတနာပြည့်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဝါရဖင်ပြောဆိုနေကြတာကိုကျတို့တွေ့တာဖြစ်ပါတယ်အားလုံးလည်းတွေ့တဲ့အတိုင်းလိုက်ပေါ်မှာဆိုရင်ဒီစခွေတိုက်ကနေပြမှာပြည်သူတွေကိုကယ်ဆယ်နိုင်မဲ့စားပေါ့နော်အိုကယ်လေးတွေကိုသူတို့အနေနဲ့တယောက်ချင်းစီ ်တရိုင်း listen ကံပြတော့မှာပါနော်ဖယ်ရှားနေတာကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီကောင်တွေကစေတီပထိုးတွေအထဲမှာရှိတဲ့ဌာပနာတွေကိုခိုးချင်လို့လို့များအဲ့လိုမျိုးလှုပ်ဆောင်နေတာလားဆိုပြီးတော့မှတောင်းမေးခွန်းထုတ်ဖို့ရှိတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမှာကြုံမြင်ရနေပြီးတော့မှမြောက်နေတို့အိုးဆုနေနဲ့ပြည်သူတွေကိုတပ်ဖို့ချ budget ရှိတယ်ဒီလိုမျိုး cancel ရလို့ဖို့ချ budget မရှိဘူးဆိုပြီးတော့ပါနော်ပြည်သူတွေကလည်းပြန်မှာထောက်ပြဝေဖန်ပြောဆိုလာကြလို့တော်တော်လေးကိုပေါက်ခွဲနေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးအားချောင်းပြောဆိုထားလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် လူတွေကဒီချိန်မှာကိုယ်သာမလှူနိုင်ပေမဲ့အဝေးကနေပြီးတော့ပြောချင်တာပြောအော်ချင်တာအော်ပါဇက်အရသာခံပြီးတော့ရှောက်ပြီးတော့ပြောနေတဲ့ဟာတွေပုံကြီးပါတွေ့နေရပါတယ်ပြောရမှာပဲလေတခြားလူတွေအောက်မှာတွေ့ပါတယ်မဆားတော့ခမနေပေါ့ဒီလူတွေတနေ့တနေ့အကုတူတွေအလိုရောက်ဝဲယူနေရအောင်တို့ကတို့မသိသေးဘူးအဲ့ဒီလူတွေဘလောက်အကုတူကြီးနေလဲဆိုတော့တို့ကတို့မသိသေးဘူးဗျဟုတ်တော့အခုဒီကိစ္စနဲ့ပတ်သက်လို့အခုဒီကပေါ်ကြောင့်ကြီးတို့အပီးခဲ့တဲ့အခါတော့လူခံတဲ့ပတ်စံတွေကပါလေဘုံပလိုက်ပြီလားရီမီတော့လူခန္ဓာပတ်စံဘုံပလိုက်ပြီလားဘူခါတော့လူခန္ဓာပတ်စံဘုံပလိုက်ပြီလားအဲ့လူတွေအကုန်လုံးကပို့ရလဲပြောရင် ျွန်တော်ထင်တယ်ကို့ရွာကို့မြေကို့လမ်းကောက်ကွက်ကလေးတွေကတနေ့အပြင်အောင်ထွက်ပြီးမရောက်ဘူးဒါလားဒါမှမဟုတ်ကိုတိုင်းကပဲကြက်မပြေတာလားဒါမှမဟုတ်အမုံတရားတွေတက်ကြီးနေလားတော့ကျွန်တော်မသိပါဘူးနေ့စုံရန်ကုန်နဲ့မန္တလေးပဲကားမောင်းဖြတ်မောင်းကြည့်လိုက်ပါဒီဝေးကတိုက်ခနဲ့ဘလောက်ကုန်သွားမလဲဆိုတာသိသွားမှာပါခရိုင်းတိုက်ခနဲ့ကုန်သွားမှာအခုရေဘေးတော့ကုန်သွားတဲ့လူတဲ့ပတ်စံတွေတိုတယ်အလုံးပေါင်းဘီလီယံတရာပေါင်းရင်၃ချိန်ပေါင်းရင်တရာနီးပါးလောက်ရှိမှာထင်တယ်အဲ့လောက်ပမာဏလေခင်ဗျာလမ်းတွေပြက်စီသွားတယ်ပြက်စီတာဝါတွေပြန်ပြင်ရတာတွေအပွက်လောရရင်လောရတာနေရမှာမဟုတ်ဘူးကုန်တာနေရမှာမဟုတ်ဘူးတော်စက်ကုန်ရတာဆိုရနိုင်ဘတ်ဂျက်တွေ၃00ရတယ်ဆိုရ မောခါတော့လည်းအစိုးရပတ်စံတွေတောင်းလိုက်ရတာအစိုးရပတ်စံတွေလည်းတောက်တောက်လည်းပြည်သူတွေဝိုင်းလှူလည်းချမ်းသာတဲ့တွေဝိုင်းလှူရတဲ့တော့တာပတ်ဆက်ပတ်ဆက်တော့တာအဲ့ဒီလုံးမရင်စောက်ကြည့်ကြပါဦးအဲ့ဒီခုနကကြောက်ပြီးတော့ပေါက်တက်ကြရပေါက်လို့ပဲစားဒီအမေမွေးရရအမေကမေးရခွေးနဲ့ဆက်မွေးထားလို့ရှိမှာပေါ့ဗျာကိုကလည်းခွေးစိတ်ပေါက်လို့ခွေးစိတ်ဆက်မွေးလို့မရရနော်ဟုတ်တယ်ပြောတာအဲ့ဒီညကတော့ကျွန်တော်ငွေလာပြောတာပေါ့တချို့လူတွေပေါ့တချို့လူတွေရဲ့မိခင်တွေကဒီကလေးတို့တချို့လူတွေရဲ့မိခင်တွေကဟိုတို့တို့သားသမီးတွေကိုယ်ဝန်ဆောင်ကလေးမှာတညမှာသူ့လင်းနဲ့မေးပဲခွေးနဲ့တွားရလိုက်ကြတာအဲ့ဒီနောက်နောက်သိမ့်မကြောက်ကိုယ်ဝန်ဆောင်လာတယ်မွေးလာတဲ့ကလေးတွေအဲ့ကလေးတွေဖြစ်မယ် အဲ့ကြောင့်ဘုရားရှင်အဲ့တော့ခွေးစိပေါက်ပြီးတော့ခွေးလိုလိုက်ကြိုက်နေတာဖြစ်ပုံလည်းပြောရအောင်ကျွန်တော်လည်းဒီလိုပဲပြောရအောင်ဘာလို့ဒါလောက်လမ်းတွေပျက်စီးတာကြိတ်ကြိုက်ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်တာအဲ့ပတ်စံတွေဘာလို့လောက်တော့မလောက်ဘူးနိုင်ငံတော်ရအံပုံဝင်လည်းမလောက်ပဲနိုင်ငံတော်လည်းဘတ်ဂျက်တွေလည်းမနိုင်တော့ဘူးဖြစ်ကုန်တာတချို့ကတည်းကစစ်ပွဲတိုက်ဖို့ကြတော့ဘတ်ဂျက်ကောက်ရှိတယ်ဒါကြောင့်ပြောရသေးတယ်သူမလို့မထိုင်နိုင်နဲ့ပတ်ပြီးတော့ကြီးစန်းတိုက်ကြတယ်ခေစားကုန်တယ်ဒီစစ်ပွဲတိုက်ဖို့တွေစစ်သုံးဘတ်ဂျက်စစ်သုံးစီဘတ်ဂျက်ဆိုတာသူတို့စိတ်ထဲမှာစိတ်ထဲမှာလင်းရင်းနဲ့ပြန်တတ်ဖို့လည်းဘတ်ဂျက်လို့ထင်နေတာ စစ်တပ်တစ်လုံးရဲ့စစ်တပ်ဒီစစ်တပ်ကြီးတစ်ခုလုံးရဲ့သုံးစီဘတ်ဂျက်ဆိုတာတရားခွဲထားတာတသက်ဘတ်ဂျက်ပညာရေးတသက်ဘတ်ဂျက်ကျမ်းမာရေးဘတ်ဂျက်တဘောပေါ်ရင်ဘတ်ဂျက်တသက်အဲ့လိုခွဲထားတယ်အခုဒီချိန်မှာဆိုရင်နိုင်ငံတော်ကဘတ်ဂျက်ဒီအလုံးပြန်စုပြီးမှဘယ်ဟာကိုလည်း short ဘယ်ဟာလည်းပြန်တင်ဆိုတော့သူ short တက်ပြန်ကြည့်နေတာအဲ့ဒါတွေတခုမှမသိဘူးမသိဘဲနဲ့ရမ်းပြီးတော့ခဏခွေးစိပေါက်လို့ကြိုက်တာတော့သူကိစ္စပေါ့ဗျာနော်ခွေးစိပေါက်လို့ကြိုက်တာသူကိစ္စပေါ့ဆိုတော့ခွေးစိပေါက်လို့ခွေးလို့ကြိုက်တာတော့ခွေးလို့ဟောင်တော့ဟောင်ညပါသေးပေါ့ဗျာကျွန်တော်ဒီလိုပဲပြောပြစီဆိုနိုင်ငံတော်ကဘလောက်ခဲခဲလုပ်နေရဆိုတော့သူနားမလဲဘူးနားမလဲတော့ခွေးလို့ဟောင်တော့ဟောင်ပေါ့ဗျာဒီလိုပဲပြောပါအဲ့တော့အိမ်တလုံးမှာအဲ့ဒီလူတွေအိမ်တလုံးမှာစောက်ကြည့်ပါဦးအိမ်တလုံးစောက်ရင်တော့ဘလောက်ကုန်လဲပေ40 60ထဲမှာ တင်ရလုံးကြီးအိမ်လေးတစ်လုံးပဲစောက်ကြည့်လိုက်ဘလောက်ကုန်လဲအေးအခုပြက်စီသွားတာအဲ့ပေါအဲ့ဒီအိမ်ဘုံကုန်တာနဲ့အစာပေါင်းများတာအစာပေါင်းတရာမကအစာပေါင်းထောင်မကပြက်စီသွားတာကျော်မြင့်မြတ်ကတော့ပြီးတူတွေတောင်းမခွင်းနေနိုင်ပြီတော့ပါမနော်ရန်တုတ်သွားတော့ကျော်တို့တွေ့တာဖြစ်ပါတယ်ဒီကောင်တွေကတော့အလိုမျိုးပဲလူစိတ်မရှိပဲနဲ့ပြီးတူတွေကိုစော်ကားမော်ကားနဲ့ပြောဆိုလာတာပြမတာကသူတို့ချင်းစရာကိုဖော်ပြနေတာပါနော်မလာရိုးဆိုတော့တကယ်ပဲကျတို့ပြည်သူတွေကိုကူညီဖို့ကြတော့ budget မရှိဘဲနဲ့ခေါက်ခေါက်တောင်းစားနေပြီးတော့မှအခုဆိုရင်လည်းတို့တွေနေနဲ့ပေါ့နော် ငွေမရှိဘူးစူပါမားအော်နေပေမဲ့ဂျန်နက်နေရာဒေသတွေကိုစစ်တပ်လေးချောင်းကနေဘုံကျက်တက်ခတ်မှုတွေလုံးဆောင်နေတာပဲဖြစ်ပါတယ်ဆိုတော့သူတို့ပြောခဲ့တဲ့စကားကပေါ့နော်ယုတ်တိမရှိဘဲနဲ့အခုဆိုရင်ဘုံမတွေကပါလိုက်ပြီးတော့မှကာဗာလို့ထားပေမဲ့တကယ်မြေပြင်တရင်တွေမှာကျတော့ကျွန်တော်တို့ပြည်သူတွေနဲ့တလိုင်းရဲဘော်တွေကဆိုရင်စစ်ကောင်စီရဲ့တက်ခတ်မှုတွေကိုနေ့စဉ်နဲ့မျှခံနေရတာပဲဖြစ်ပါတယ်ဒါကိုလည်းနိုင်ငံတကာတရင်တွေမှာလည်းပေါ့နော်ကျတို့ကြကြပြပြနဲ့တွေးနေရတာမလို့ဒီကောင်တွေဘယ်လိုပဲဖုံးဖိပြီးတော့မှလိန်ချနေပါစေကျတို့အခုဆိုရင်ကမ္ဘာလည်းမှာတော့ လေးဆောက်ရှက်ခွဲပြေတော့မှာပါနော်သူတို့ရဲ့လိုရတွေအရဆိုရင်ဘူးပေါ်သူတို့ပေါ်လာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်နေတဲ့ဘာသမီဘောမားကနေပြတော့မှာပဲစကိုင်းမျိုးကို PDF တွေကနေပြတော့မှာလုံးဝဝမခံဘူးပြတော့မှာကျွန်တော်တို့ပေါ့နော်ကဲဆဲတပုတ်ဝင်တွေကိုလည်းချင်းချောက်ပြောဆိုတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ပန်းလေးဆက်တွေပြောထားတဲ့ဟာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်စကိုင်းကိုအဲလာလူတဲ့လူတွေကိုပေါ့စစ်တပ်ကတားဆီးနေတယ်လို့ခစ်တဲ့မိတွေရမှာစစ်တပ်ကပေးမဝင်ဘူးစစ်ကောင်စီကပေးမဝင်ဘူးအဲအဲ့လိုမျိုးတွေပေါ့ ခစ်တယ်တကယ်ပဲလေသတင်းအမှားဖြစ်ပါတယ်ရှင်ဘလောက်ထိဟိုစကိုင်းမြို့ထဲမှာမလေးရှားနိုင်ငံကကယ်ဆယ်ရေးအဖွဲ့အားရောက်နေပြီဖြစ်ပါတယ်သူတို့စ조사ပန်းစားကဲထုတ်နေပြီးတော့ကဲထုတ်နေတဲ့အဲ့ချိန်မှာ PDS RP တွေ PDF ရဲ့ PDF တွေပေါ့ PDF RP တွေအကြံဖက် RP တွေကအဲ့လို post တွေတင်ပြီးတော့ဘိုင်းဆွဲမယ်မလုပ်မယ်ညာလုပ်မယ်အဲ့လိုတွေလုပ်တဲ့ခါကျမလေးရှားပြည်သူတွေကအဲ့ဒီ page ရဲ့အောက်မှာ comment မှန်ထားတယ်ပြန်လာခဲ့ပါတော့မိမိလုံးချိုရေးစိတ်မချ အဲ့လိုမျိုးတွေမှန်တာတွေ့ရပါတယ်ရှင်။အဲ့ခါကျတော့ကိုယ်နိုင်ငံကိုကယ်ဆယ်နေတဲ့အမ်ကယ်ဆယ်ရေးသမားတွေကိုစိတ်ချလက်ချလို့ပိုင်ခွင့်လေးပေးလိုက်ပါ။မင်းတို့ပြည်သူကာကွယ်ရေးတက်မလို့လို့မင်းတို့နာမည်တက်ထားမို့လား။မင်းတို့စကိုင်းတိုင်းမှာအမ်မိသက်ဦးစီးတော်မနေရဘူးလေ။မင်းတို့တက်ခဲ့တာမဟုတ်ဘူးလား။အခုဟာလူအများဒုက္ခရောက်နေတဲ့အချိန်များကယ်ဆယ်ရေးသမားတွေဝင်ခွင့်ပြုလိုက်ပါ။တရင်အမားတွေမထုတ်ပယ်ပါနဲ့။စစ်ကောင်စီကကယ်ဆယ်ရေးလာတဲ့ရင်နန်းတွေကိုပေးမဝင်ဘူးလို့လူ ဖို့လာတဲ့လူတွေကိုတရားကိုပေးမဖြတ်ဘူးအဲ့ဒါပောက်ကရရရှောက်မပြောနဲ့ဒီအချိန်မှာနိုင်ငံရေးနဲ့မရောရှက်ရဘူးဟိုလူအများရဲ့အသက်ကိုကယ်တာလေးပါလူများရဲ့အသက်ကိုကယ်တဲ့ဟာကိုအေးအေးဆေးဆေးကယ်ခွင့်ပေးလိုက်ပါမင်းတို့စခိုင်းမျိုးကြီးပျက်စီးနေအောင်မင်းတို့ကြည့်ရလားအဲ့ဒီမှာစစ်တပ်တွေစခိုင်းမျိုးပတ်ဝန်းကျင်မှာစစ်တပ်တွေမရှိဘူးဆိုတာကြားလာပြီလေကြားလာပြီစစ်တပ်တွေမရှိတာလူတွေအားလုံးကတိနေပြီးသားအဲ့ဒါကြောင့်မို့အခု ကယ်ခွင့်ပေးလိုက်ပါအဲ့လိုသတင်းမားတွေရှောက်ထုတ်မနေနဲ့စကိုင်းမျိုးကြီးပျက်စီးနေလိမ့်မယ်ကဲဒီပါသမီးရလဲပေါ့နော်အခုချိန်ထိပေါ်ပန်းလေးစရီပြောပြတော့မှပြောင်းနေတော့ကျွန်တော်တွေ့တာဖြစ်ပါတယ်ပြပြမှာဆိုရင်တော့စစ်ကောင်စီကနေပြတော့မှရဲစဲရုပ်ဖွဲ့တွေတောင်းမှာပေါ့နော်သူတို့နဲ့ပဏာန်တင်တဲ့လူတွေကိုပဲရွေးချယ်ပြတော့မှတော်ခွင့်ပြတော့ကျွန်တော်တို့တွေ့တာပြတော့မှအဖက်မှာတော့သူတို့အနေနဲ့တိုက်ခိုက်မှုတွေဆက်လက်ပြတော့မှလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဆိုတော့မြွန်လိုက်လို့စုကနေပြတော့မှပေါ့နော်ဘယ်လောက်ပဲလိမ့်လိမ့်အခုဆိုရင်သူတို့လိန်ပေါ်တာပြတော့မှ လေးရှားကဲဆေးဖွဲ့တဲ့တောင်မပေါ့နော်စတော်လေးကိုကြောက်နေရတဲ့အချိန်တွေတရက်ကိုကျွန်တော်ခုဆိုရင်ဂျုံသွင်းနေရတာပဲဖြစ်ပါတယ်ဆိုတော့စကိုင်းမျိုးပေါ်မှာဆိုတော့အခုချိန်မှာကျွန်တော်ကဲဆေးတွေစက်တိုက်လို့ဆောင်နေတာဖြစ်ပြီးတော့မှအလောင်းတွေကဆိုရင်လည်းအပေါင်းနှံတွေထွက်လာလို့အခုဆိုရင် ပြည်သူတွေကနေပြီးတော့မှဝမ်ပီရောမှာစူစာပန်ဆာနဲ့လှုပ်ဆောင်နေရတယ်ဆိုတဲ့အကြောင်းကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။ဘောမလော်ဘီတိုက်ရဲ့ပြောစကားတန်တွေနဲ့ပတ်သက်ပြီးတော့မှာမြို့ပပီသူတွေရဲ့ပေါ့နော် အမြင်လေးတွေကိုပြပြနေနဲ့ခြာရေးပေးခဲ့ချဖို့ချင်တော်တွေနဲ့ကနေတောင်းဆိုပါတယ်။ ကျချိုးနောက်ဆုံးဗီဒီယိုတပိုးတွင်နဲ့ကိုစီရနေပြီးတော့မှကျွန်တော်ရှင်းမှာဖတ်ခဲ့သလိုပဲပေါ့နော်။နောင်ချိုကနေပြီးတော့မှမန္တလေးမြို့ကိုဒီအကူကြီးကဆက်မဲ့တရုတ်ရင်တန်းကိုစစ်ကောင်စီရနေပြီးတော့မှပြစ်ခတ်ခဲ့တဲ့သတင်းပေါ်မှာသူဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။အိမ်မမနေရဲလို့မန္တလေးကျုံမေးမှာအိတ်နေတဲ့လူတွေကိုတကြံမန်းတက်ဆောက်ဖို့ဖယ်တော်ဆိုပြီးလမ်းမောက်ထုတ်။နော်။ဆောက်တမင်းညောင်းထားပြီးကျုံမေးထားအိတ်ကြတာမဟုတ်ဘူး။အိမ်မနေလို့မရလို့ငလင်ရအခုဒီအိဗရာ28ရက်နေ့မှာလှုပ်ပြီးတဲ့အချိန်ကစပြီးနောက်ထပ်ထွက်လောက်တာ290ကျော်သွားပြီးအချိန်ပေါ့။ နော်အဲ့တော့သွားကူညီနေတဲ့လူတွေကမှထိခိုက်ဒဏ်ရာရပေဆုံးတဲ့လူတွေဖြစ်ပေါ်နေတာအခုစကိုင်းဆိုရင်ဘလို့ဖြစ်လဲဆိုအလောင်းတွေကပုတ်နေပြီစွဲထုတ်တဲ့နေရာမှာအပိုင်းပိုင်းတစ်တစ်ဖြစ်ပေါ်နေစကိုင်းကအခုဘလို့ပုံစံဖြစ်လဲဆိုတော့လမ်းပေါ်မှာကားမရှိဘူးစိုက်ကယ်မရှိဘူးနော်လူတူမရှိဘူးစစ်ပွဲအနှိမ့်ထိုင်အောင်မြင်ကွင်းမြို့ပြည့်ကြီးပုံစံဖြစ်သွားတာအဲ့ဒီထွက်သွားတာနဲ့အပုတ်နိုင်အကုန်လှိုင်းနေတယ်ကိုကြီးကျန်ဆိုင်ကမှဘာစီလဲဆိုတော့ဘယ်အဖွဲ့မှ30ရက်နေ့ထိဘယ်အဖွဲ့မှမဝင်နိုင်ဘူးနော် ဝင်လာတဲ့အဖွဲ့တွေအားလုံးကလည်းစစ်ကောင်စီကမျိုးစုံဟန်တာနှောက်ယှက်တယ်အခုကြည့်ဒါသူတို့အဖေခေါ်တဲ့တရုတ်နိုင်ငံဘောမားတွေပြောင်းလေဒါပေမဲ့အခုငမဲလုံးကအကိစ္စနဲ့ပတ်သက်လို့အဲဖာကြတာပေါ့အားလုံးတည့်တဲ့အတိုင်းပြစ်တယ်ဆိုတာကတော့ဝင်မခံလို့မရတော့တဲ့အတွက်ဟုတ်ပါတယ်သူတို့ပြစ်ပါတယ်ပေါ့ဒါပေမဲ့မီတာ100กว่าမီတာ200กว่าနဲ့တားတာတားလို့မရလို့မိုးပေါ်ထောင်ပြစ်တာလို့အဲဟိုတုဖင်ကောင်းနဲ့ပြစ်တာလို့ရှောက်ပြောတာပောက်ခဲ့ရတယ်ဟမ်ဆောက်ချက်လည်းမရှိနဲ့နွားမဲလုံးဘယ်လိုဝင်နေလဲငလင်ပင်ကူညီကယ်ဆယ်ရင်တမ်းမှတည့်ရတားနဲ့ ပြစ်စရာအကြောင်းမရှိဘူးလေဟုတ်တယ်မလားရှင်းနေတယ်ကိုကိုတိုင်ကကိုညီပေးနေတာတော့အခုတလောက်ငလီပေးဖြစ်နေတယ်မင်းတို့လည်းထပ်ပြောတယ်ဒီလက်ရှိစစ်ကိုပဲသူဆက်တိုက်နေသူစိတ်ထဲမှာဒီမြန်မာနိုင်ငံကိုသူအောက်ထုတ်လို့ရဖို့အတွက်ပဲသူကောင်းနေတယ်ထားတယ်တိုက်တလောက်တွေ့ပြီတိုက်တလောက်တည်သူတွေကိုနေဖြစ်တယ်သူအာရုံမထားဘူးနော်အဲ့တော့ဒီစစ်ကိုသူဆက်တိုက်နေဒါကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့မင်းရလဲကျွန်တော်ဒီထိုင်းနိုင်ငံမှာတောင်ဝင်ရှိလူတယောက်နဲ့တွေ့တဲ့အချိန်မှာသူပြောပြတဲ့မီလန်လေးကောင်းတယ်မင်းအောင်မလဲကျွန်တော်တို့ကနော်ထိတ်တိုက်ရင်ဆိုင်ပြရဒါထက်ကို ကဘာနဲ့သိပေးတာပိုကောင်းတယ်ပေါ့အခုဆိုရင်မြန်မာကိုကဘာကစိတ်ဝင်စားလာပြီနောက်တစ်ခုကမြောက်လိုက်အနောက်မှာတိမ်မြော်ရစားရှိတယ်ပေါ့ဒါဒါဒီထက်နဲ့မရှိတောင်ဝင်ရှိတဲ့လူတယောက်လက်ရှိချိန်ကတောင်ဝင်ရှိတဲ့လူတယောက်သူပြောတဲ့စကားလုံးသူပြောတဲ့စကားကိုကျွန်တော်ကြိုက်လို့ပေါ့သူကပြောဆိုတော့မြောက်လိုက်ထိတ်တိုက်ရင်ဆိုင်တာတဲ့ now ဒီမင်းအောင်နိုင်ဒီလိုလုပ်နေတဲ့အရာတွေကိုကဘာစာမျက်နှာပေါ်ရောက်အောင်ဝိုင်းလုပ်ကြပြီးကဘာနဲ့မင်းအောင်နိုင်ကိုပြန်တိုက်ပေးဒါရကပို့ပြီးတော့ ဖြစ်စေမယ်ကိုတယောက်တည်းရင်ဆိုင်နေလို့ဒီကဘာကြီးကမပါလို့ရှင်ဘာဖြစ်မှာပေါ့အခုဆိုရင်ဒီမြန်မာကိုကဘာတင်နေကိုနောက်တစ်ခုကမြန်မာဘာလဲဆိုတော့ကဘာကြီးကတည်တယ်ထိုင်းနိုင်ငံသားတော့တောင်ရှိလူတယောက်ပြောတဲ့စကားမြန်မာဟာမင်းတို့မြန်မာဘာလဲဆိုတော့ကဘာကကောင်းကောင်းတည်တယ်တဲ့မတည်တာမဟုတ်ဘူးတည်တယ်တဲ့ဒီမှာကိုစီပြောတော့ရဲ့ရောက်มาတယ်เนาะကျွန်တော်ဘက်ကနေပြီးတော့မှဟုတ်ဆိုရင်ငလင်မေးတဲ့ပြီးတော့မှအလုံး1နဲ့ပူဆွေးနေရတဲ့အချိန်မှာကုညီဖို့ရောက်လာတဲ့တရုတ်ရန်တန်းတွေကိုစကောင်ဆဲရနေပြီးတော့မှပြစ်ခတ်လိုက်တာပြီးတော့မှဘောမတွေပြပြသလို PDF တွေကနေပြီးတော့မှပါเนาะ ဝင်ကြီးကဆဲရင်နှန်းတွေကိုပြစ်တာမျိုးပဲနဲ့တကယ်တမ်းကျတော့သူတို့အားပေးထောက်ခံပါတယ်ဆိုတော့စစ်ခွေးတိုက်ကနေပြီးတော့ပြစ်ခတ်တယ်ဆိုတာဟုတ်ဆိုရင်သူတို့ရဲ့လေချမ်းဖက်စကောင်းဆောင်တွေတဲ့ကတော့ဖြစ်တဲ့မဲလုံးကိုနိုင်ကနေပြီးတော့ပြောဆိုလာတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ဘက်ကနေပြီးတော့စစ်ကောင်စီရဲ့ပြည်သူတွေဒီလိုမျိုးခက်ခဲကြုံနေရတဲ့အချိန်မှာဆရာစုမှုပေါ်များစွာကျွလွန်နေတဲ့ဟာတွေပေါ့နော်ဗီဒီယိုမှာတန်းတွေရယူပြီးတော့မှနိုင်ငံခြားသတင်းဌာနကြီးတို့ပို့နိုင်မယ်ဆိုတော့အကောင်းဆုံးပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းမျိုးလိုချမ်းဖက်မြောက်လာရဆိုရင်လည်းသူရဲ့လိုရတွေနဲ့ပတ်သက်ပြီးတော့မှနိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့ပြီးတော့မှသိရှိပြီးတော့မှပေါ့နော် သူ့ကိုနေရာချမ်းဖက်လူတက်မှုတွေအတွက်အလို့ရှိစည်ရင်ထဲမှာထည့်သွင်းလာမှာပဲဖြစ်ပါတယ်ပြီးသူအားလုံးလူချင်းနေတဲ့ Federal Democracy ရရှိဖို့ဆိုရင်ကျွန်တော်အနေနဲ့အခုအရင်ဆုံးပါတော့ကြုံတွေ့နေရတဲ့ငလင်ပေးတာနဲ့ပတ်သက်ပြီးတော့မှပြီးသူအားလုံးဝိုင်းဝန်းစုစည်းညီညာဖို့လိုအပ်နေတာဖြစ်ပြီးတော့မှကျွန်တော်နဲ့ဒီတဘောအပေးတာကိုကြော်လွှားပေးတာနဲ့ ပြီးသူအလုံးလိုချင်တဲ့တော်လိုင်းအောင်ဖွဲ့စီကိုချီတက်ပြီးတော့မှမျော်လင့်သူတို့ official anarchian သစုကိုကျွန်တော်မချခင်မှာပဲချစ်ဖြစ်ဖို့လိုနေပြီဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့ပဲဆုံးသက်ချင်ပါတယ်။စာဆုံးချစ်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှတဘောဘေးရန်တွေမျိုးမျိုးနဲ့မျော်လင့်မိဘတွေနဲ့ကြိုးဝေးကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်။